ခမေးသမီးစာစာကတော့ဟိုနည်းနည်းသိခံပြီးနားထောင်ပေးပေါ့နော်ရှင်းပြညာမှာတော့တချို့ကဒီလိုရှင်းရှင်းလင်းလင်းလောက်ရတာပဲလေဖုံးတက်လိုက်ရင်လည်းအမြင်မတော်တာတွေအများကြီးပဲဒါကတရားနဲ့ပတ်သက်တဲ့စကားပါနော်ဓမ္မယဝါကထာပေါ့ခဏတာငွေပေးပြီးတော့ပြောတဲ့ငွေပြောမရပေါ့ပြောရင်ပြည့်တစားပေါ့အဲ့ဒါ ကျမင်္ဂလာပါမင်္ဂလာပါခင်ဗျာဟုတ်ဆရာအရင်ပတ်တွေတုန်းကဒါပြင်စသီလာနဲ့ပတ်သက်ပြီးတော့ပါဏာတိပါဒကံနဲ့အဋိဏဒါနာကံအကြောင်းကိုဆရာဆွေးနွေးတင်ဆက်ပေးခဲ့ရပါတော့အခုကာမေတုမိတ်ဆာစာရကံအကြောင်းကိုအာတီးခွင်ရမယ်လို့ညွှန်လင်းပါတယ်ဆရာဆရာပြပြပေးပါအောင်ရှင်သိက္ခာဘုအစဉ်တန်ရပြင်စဉ်တတ္တယသိက္ခာဘုပေါ့နော်ရှောင်ကျင်ရမယ်သိက္ခာဘုပါဏာတိပါဒအဋိဏဒါနာပြီးတော့ကာမေတုမိတ်ဆာစာရတိပတ်ပြုံးမှာပေါ့နော်တမထားတဲ့ချိန်ပြန်မှာသူကလည်းကျတော့ကျေပြတ်ပါတယ်ကာမေတုမိတ်ဆာစာရတာတမန်အပြင်ကြည့်ရင်တော့ ကာမေသမိဇာဇာရဆိုတာဒုဗ္ဗတာမယာဒုဗ္ဗတာသမီးတွေကိုမဖြက်စီးတာပေါ့နော်မလွန်ကျူးတာပေါ့ပြောရင်အဲ့တော့ကာမေတုနေရာမှာသူကလည်းအဆင့်နှဆင့်ရှိတယ်ကသနာလေဘုရားကာမေတုလို့ဆိုတဲ့အခါမှာအဲ့ဒီကာမေတုမှာပါတဲ့ကာမဟာသူက lower limit နဲ့ upper limit လို့ခွဲတာပေါ့ lower limit ရတော့သူတို့ဘာသားမရသူတို့ဘာသားသမီးမှန်တယ်ပေါ့ upper limit ကြတော့မဟုတ်ပြန်ဘူးဘာပြအာယုံကာမဂုဏ်လို့ပြောတယ်ဒါကတော့နည်းနည်းမြင့်သွားပြီ ဲ့တော့ဆိုလိုတာကဒီကာမေသူမှာအခုပြောမယ်ကာမေသူမိစ္ဆာစာရမှာတော့လိုအပ် limit ပဲယူပါမယ်သရဝတမယသရဝတသမီးအထက်ထက်တရားတွေလုပ်ရင်တော့ငါးပြားအာယုံကမကုန်ကကာကာမေသူရမှာပါတယ်နော်ဒါပါအဲ့တော့အဲ့ကာမေသူမိစ္ဆာစာရကလည်းပဲသူကဒုစရိုက်တရားဖြစ်တယ်ကာယဒုစရိုက်သုံးပါတယ်မှာနော်ဘာနာတိပါဒအဒေနန္တနာကာမေသူမိစ္ဆာစာရဆိုတာကာယဒုစရိုက်သုံးပါအဲ့တော့ဒုစရိုက်တရားဆိုရင်ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲလောကကြီးမငင်းကြံဘူးလောင်နဲ့စုပွက်တယ် အသေးချက်နေချက်ဖြစ်ပြီးတော့တောမိလောင်တယ်လို့ဖွဲမိလောင်တယ်လို့ပေါ့နော်အဲပတ်ဝန်းကျင်အခြေအနေအားလုံးကဒုက္ခရောက်ကြတယ်။ဘာကြောင့်လဲလို့ဆိုတော့ဒီနေရာမှာနည်းနည်းထည့်ပြောချင်တာကလူတွေမှာပဏာတိပါဒတုံးကမှတ်မိမှာပေါ့နော်။ဟိုအသက်ဇီဝတင်တွေပေါ့နော်။သူကသူနေရင်ရှေ့ဦးမဲ့ဇီဝတင်တွေကိုပြောခါနဲ့ချလိုက်တာနော်။ဘာနာအတိပါဒပေါ့။အဲ့ဒါဘာလဲလို့ဆိုရင်လူကပထမအသက်လို့ခေါ်တာ။ကိုရင်းအသက်ပေါ့။ဇီဝတင်တွေကကိုရင်းအသက် ်အဋ္ဌိဏဒါနကြတော့လေသူကဒုစရိုက်မြည်တယ်ဘာကြောက်လဲဆိုတော့သူကကိုပအသက်ဖြစ်ပြန်လူရလို့ဖြစ်လာရင်ဗျာသူကပိုင်ဆိုင်မှုပစ္စည်းဥစ္စာလေးရှိရတယ်မရှိရင်တော့လူဖြစ်ရက်တီလို့သိမ့်မလို့တော့ပြိဿံတွေကမပြောဘူးနော်အနည်းဆုံးတော့တိလူလို့ဆိုတာအဝတ်စားတော့ရှိရမှာပဲဟီရီယိုတက်ပါပြိဿံရှိကြမလို့ဘူးလေနော်အဲ့တော့လူအနေနဲ့ဆိုရင်ကိုပိုင်ဟိုကပေါ့ပစ္စည်းဥစ္စာရှိရတယ်ပေါ့အဋ္ဌိဏဒါနအဲ့တော့ပစ္စည်းဥစ္စာဆိုတဲ့နေရာမှာဟိုကပေါ့ကျွန်တော်တို့ချိုးချံဆုံးကျင့်တဲ့ရဟန်းတော်လို့ဒီပင်နေ အနည်းဆုံးဘယ်လောက်ရှိရလဲပစ္စည်း၄ပါးရှိရတယ်။အဲ့ပစ္စည်း၄ပါးမရှိရင်ရက်တည်လို့မရဘူး။ဟိုမှာဆွမ်းမရှိရင်ဘယ်လိုလုပ်မလဲ။ရှိရင်ရဟန်းတော်မဖြစ်ဘူးဗျာနော်အဲ့လိုမျိုးပေါ့။လူတွေမှဆိုရင်ပိုဆိုးတာပေါ့နော်ကိုယ်ပိုင်ပစ္စည်းကိုယ်ပိုင်ဥစ္စာရှိရတယ်။အဲ့ဒါကိုပိုင်ရှင်မပေးတဲ့ဟာကိုဟိုအတင်းအဓမ္မယူတယ်ပေါ့နော်လင်းယူတယ်ခိုးယူတယ်တက်ယူတယ်သဲဝတ်ပြီးတော့ယူတယ်ဆိုရင်အဋ္ဌိဏဒါနအဲ့ဒါပါလဲဆိုရင်ဒုတိယအသက်လူရဲ့ဒုတိယအသက်ကိုပြောတာဒါကြောင့်လက်သာပြရခြင်းကကာကွယ်ပေးရတယ်မလုပ်ရဘူးပတ်ဝန်းကျင်ဒုက္ခရောက် အခုကာမေသူမိစ္ဆာစာရကြတော့သူကတတိယအသက်လို့ခေါ်တယ်လူရလို့ဖြစ်လာရင်ညီကိုမောင်နှမဇနီးမယားသမီးသားဆိုတာရှိတယ်လူဖွဲ့စည်းဆိုတာရှိရတာပေါ့နော်မရှိလို့မရအောင်အာကိုအကိုရှိတယ်မောင်ရှိတယ်ညီမရှိတယ်နေလို့ရပါတယ်ဆိုရတာတော့ရတယ်ဒါပေမဲ့တေချာစဉ်းစားရင်လူလောကမှာဘဝရဲ့လိုအပ်ချက်အလုံးကိုကြီးကြီးကြီးမောင်နေရမဖြစ်စည်းနိုင်ဒါကြောင့်ဇနီးမယားတွေပေါ်လာတယ်သမီးသားတွေပေါ်လာတယ်ပေါ့နော်လင်သားခင်ပွန်းတွေပေါ်လာတယ်ပေါ့ဒါကလူအဖွဲ့စည်းနဲ့လူလိုနေမယ်ဆိုရင်ဂဟတိတ္တ ရှိရရှိရှိရမယ်အခြေအနေလေ။ဘာတလောကလုံးဒါအိမ်အောင်နေမပြုကြနဲ့တဖရလည်းမတောင်းဒါဒုစရိုက်လည်းမဟုတ်။သင်္ကလောဘာဒသုံးမှာလင်းကျင့်ဝတ်မရကျင့်ဝတ်သာသမီကျင့်ဝတ်ဆိုပြီးတေးချာချာဟောတာချင်းအပြင်ဒါဝိရသဗျာရှင်တနည်းတဖုံနဲ့ခွင့်ပြုထားတာ။သို့သောတဏှာအလိုတော့မလိုက်နဲ့ခွင့်မပြုဘူး။ဒါကမေသိမိစ္ဆာစာတမှာဖြစ်တာ။ကိုယ်ကာမပိုင်နဲ့ပဲကိုယ့်ဟာကိုအေးချမ်းချမ်းနေလို့ရတယ်။ဒါပြဿနာမရှိဘူးပေါ့နော်လောဘတော့ဖြစ်ချင်းဖြစ်မယ်ပေါ့ဗျာကုသိုလ်လုပ်ငန်းတော့မဟုတ်ဘူးဒါပေမဲ့လူဖြစ်ရင်လူလူမှာရှိတဲ့နဲ့လောဘပေါ့ ယဟန်တို့ရင်လည်းယဟန်နေပြရမလို့လောဘသူအစင်စင်ရှိတယ်လောဘဒါကတော့နှက်ပါတယ်နော်အခုဒီမှာမှတ်မှာအဲ့ဒါဟို lower limit ပေါ့ upper limit တော့ခုခွဲပြီးတော့လူတွေရတတ္တိယအသက်ပဲမြတ်စွာဘုရားရှင်ကို မနက်ကတိုက်ခိုက်တယ်မနိုင်ဘူးပေါ့ဗျာမနိုင်တော့ဘာလုပ်လဲတညိုးတဖုန်တွေးတယ်ရာဟုလာကိုသွားလုပ်တယ်ဟိုဒီကနဲ့ဆက်ဆက်ပြောချင်တာရာဟုလာမြတ်စွာဘုရားရှင်ရဲ့တားတော်တာကိုအဲ့တော့မိမိရဲ့ရင်သွေးပေါ့လက်သက်စိတ်ရင်လက်ထိတ်နာတယ် ရဟုလာကိုသွားလို့ရင်တော့ခံမမဟုတ်ဘူးလို့အဲ့လိုမျိုးပေါ့နော်ဆက်ဆက်ပြီးတော့ဒါပေမဲ့မန္တကတော့မနိုင်ပါဘူးထားတာအဲ့တော့ဆိုလိုတာကသားသမီးတွေနော်ကိုယ့်ရဲ့ဇနီးမယားသမီးသားတွေကကိုယ့်ရဲ့ပါလဲဆိုတတိယအသက်ပဲလူမှုဝန်ကျင်မှာအဲ့ဒါကိုသွားပြီးတော့ဖြုတ်ခွဲတယ်ဖျက်ဆီးတယ်နော်ဟိုပိုင်ရှင်မပေးတဲ့ကာမကိုယူတယ်ပေါ့နော်အဲ့လိုဟာမျိုးဆိုရင်ကာမေသူမိစ္ဆာဇာတာဖြစ်တယ်ဒွေးစရိုက်ဖြစ်တယ်ပေါ့ဒါလေးကိုကြိုပြောချင်တာပေါ့အဲ့တော့သူ့မှာလည်းပဲကမ္မပဋ္ဌာယေကမ္မမတ္တယေနှစ်ခုရှိတယ်ဗျကမ္မပဋ္ဌာကမ္မမတ္တနှစ်ခုမှာကမ္မပဋ္ဌာဆိုတာတိတဲ့တိုင်းပဲ အချက်တွေပြည့်စုံရတယ်အချက်လက်တွေအင်္ဂါတွေပြည့်စုံရတယ်အင်္ဂါတစ်ခုခုရောက်ရင်ကမ္မမတ္တဖြစ်တယ်ကာမေသမိစ္ဆာဇာတာကိုပြောမယ်၄ချက်ပဲရှိတယ်ချိန်မှနှစ်ခုက၅ချက်၅ချက်ဒီ၄ချက်ဆိုပေမဲ့သူပေါ့သွားတာမဟုတ်ဘူးပို့ဆိုးတယ်နံပါတ်၁ကဘာလဲဆိုအဂမနီယဝတ္ထုမသွားတဲ့မသွားထိုက်တဲ့အမျိုးသမီးဖြစ်ရမယ်အဲ့ဒါ၂၀ရှိတယ်အပြူဝါ၈ဦးရှိတယ်အိန္ဒုံတရား၁၂ဦးရှိတယ်နော်အဂမနီယဝတ္ထု အဂမနီယတင်ကြီးနောဆိုပြီးတော့ရှေ့ရသူစပါဏတင်ကြီးနောတို့နော်ပရပရိဂဟိတတင်ကြီးနာတို့သူမိသိမ့်စီတာဒီမှာအဂမနီယတင်ကြီးနောလို့မပါဘူးအဲ့ဒါထူကြကြပဲသူဟာသွားထိုက်တဲ့မသွားတဲ့နဲ့ပုဂ္ဂိုလ်သွားတဲ့ပုဂ္ဂိုလ်လို့ဒီလိုချိန်ဆမနေအောင်ဘယ်လိုပဲနီးနေဖြစ်ဖြစ်သွားရင်ဒုက္ခအပြစ်ဖြစ်မယ်ဘုရားရှင်ကအဲ့လိုထိလုပ်ထားတယ်တနည်းအားဖြင့်ပြောရင်အမျိုးသမီးသူကြီးကိုကာကွယ်ပေးတဲ့ဥပဒေပဲဒီလိုစားအမျိုးသမီးတွေကိုသွားမထိနဲ့ အာဂမနီယ20ဆိုတော့ကုံရောအပြူရောဟိုပေါင်းထားတဲ့ဟာပေါ့နော်နောက်တော့ပေါ်လာမှာပေါ့အဲ့တော့အမျိုးသမီးတူကိုကာကွယ်ပေးစလို့အမျိုးသားတူကိုလည်းပဲအတောင်20ဖို့မရောက်ကြဖရဲစုပန်ပုံကိုယ်တွေမြင်းမြင်းမြတ်မြတ်နဲ့နေကြစမ်းမှာနော်ဒီလိုကိစ္စတွေသွားမရှုပ်နဲ့ဆိုတော့သဘောပေါ့ဗျာဒါမျိုးသားပြချင်းကရုဏာနောက်အာဂမနီယဝတ္ထု20နော်20မှာနည်းနည်းဒီမှာကြုံလုံးလေးဖြတ်ပြောမယ်ဟိုအပြူကရှစ်မျိုးရှိတယ်ဗျာအလွယ်ပဲမှတ်ပါအိမ်တော်တွေကတော့သိပြီးသားပါဒါကကမ္ဘာပိုင်ရှိပြီးသား အပြုံမှာရှစ်မျိုးမှာသူကပထမတစ်ချက်ကမိခင်အုတ်ထင်းနဲ့စောင်းလျှောက်တဲ့မိန်းမပေါ့အမေအုတ်ထင်းတာပေါ့ဒုတိယကဖခင်အုတ်ထင်းတာပေါ့ကျန်တဲ့လူတွေမရှိကြဘူးတတိယကအမိရောအဖရောအစုံအုတ်ထင်းတယ်အဲ့အမျိုးသမီးကိုနော်အဲ့ဒါသွားမလို့ပါဘူးအာရခလို့ခေါ်တာပေါ့စောင်းလျှောက်ထင်းနေကြတာနောက်တစ်ခုကမောင်ကြီးမောင်ငယ်တွေထင်းထင်းစောင်းလျှောက်တာအမကြီးအမငယ်တွေထင်းထင်းစောင်းလျှောက်တာရွှေမျိုးညာတိတွေထင်းထင်းစောင်းလျှောက်တာဘေးမေမျိုးမောင်နှမရှိကြဘူး အမျိုးတော်ရှိမယ်ဦးကြီးဒေါ်ကြီးပါအစရှိပြီချင်းချင်းဆောက်ချောက်တာအဲ့ဒါလည်းပဲအကမနီယာဝတ္ထုထဲမှာပါတယ်အပြိုပဲအဲ့ဒါသွားပြီးတော့မလွန်ကျူးအောင်နော်ကာမဖောက်ပြန်မှုမလုပ်အောင်နောက်ဂေါဒရခိတခေါ်တာပေါ့ဗျအနွယ်အဖြစ်ဟိုအိန္ဒိယမှာတော့အနွယ်တွေရှိတယ်ဒီမှာမရှိဘူးမရှိတော့လည်းပဲကချင်းကရကရင်ချင်းဒါလူမျိုးယူလိုက်တာပဲဒီကတော့အပြောင်းပြီးတော့ဥပမာရခိုင်ပြည်ကနေခေတ်ကာလပေါ့ဗျာစစ်ပေးပြေးလာတယ်စစ်ပေးရှောင်လာတယ်ဒီက ဟိုရခိုင်မောင်မယ်တင်းကနေထင်းထင်းဆောက်ရှောက်ထားရင်ဒါအနွယ်ပဲဒါလူမျိုးပဲကရင်ရကရင်လူမျိုးကိုထင်းထင်းဆောက်ရှောက်တာဒါမျိုးပေါ့နောက်တစ်ခုကတော့ဓမ္မရခိတာတရင်သုံးပေါ်ချင်းချင်းဆောက်ရှောက်တာဥပမာသီလရှင်ချင်းချင်းရသိမ်းမှချင်းချင်းပေါ့ဗျာဒီလိုတွင်းယူတာပေါ့နော်အဲအဲ့ဒါအဲ့ဒီရှင်မျိုးကအပြူထဲမှာပါတယ်ဘိုးဘက်ကတော့အင်းအောင်ရှင်မျိုးသမီးတွေအင်းအောင်ရှင်မျိုးသမီးတွေဆိုပေမဲ့တချို့ကတည်းကနားလေရခက်တဲ့ဟာလေးတွေရှိကြပါဗျာခက်နေကြတော့လေဟိုအပြောင်းလဲတော့ရှိကောင်းရှိမှာပေါ့ဥပမာစစ်သုံးပန်းပေါ့ စစ်နိုင်လို့တိုက်လာတဲ့သုံးမှတ်မျိုးသမီးဒါဒီထဲမှာအင်းအောင်ရှင်ကမ္ဘာပိုင်ထဲမှာထည့်ထားလိုက်တယ်ဒီကဒီကအစိုးရပိုင်နေပေါ့နော်အဲ့ဒါလည်းသွားပြီးတော့ကျူးလွန်လို့မရဘူးပေါ့နောက်ပြီးတော့တချို့ကဒီလိုဗျအိန္ဒိယမှာတော့ရှိတယ်ရှိခဲ့လို့ပေါ့ဗျာဒီတလေမျိုးသမီးကငငယ်ပဲရှိသေးတယ်10နှစ်တို့ဘာလို့90နှစ်သူ့ကိုကြီးလာရင်ဒီအမျိုးသားနဲ့ဟိုပေးစားမယ်ပေါ့ထိမ်းမြမယ်ပေါ့ကြိုတင်ပြီးတော့ကိုဂတိကိုလို့လုပ်ပြီးတော့မိဘကိုလှုပ်ထားတဲ့ဟာဒီမှာတော့အဲ့လောက်ထိတော့မရှိဘူးအိန္ဒိယမှာတော့အဲ့ဒီတလေရှိလို့နော် ဒီမှာအနည်းဆက်ဆုံးတွေးရင်တော့ engage လုပ်ထားတယ်မိပါနော်ယူတော့ယူကနေပြီမယူသေးဘူးတရားဝင်တော့မဟုတ်သေးဘူးသူ့ကိုစစ်ဆက်ထားတယ်အဲအဲ့ဒါသူပိုင်နေပေါ့ဗျာဒါအနည်းဆက်ဆုံးဆွဲယူတာနောက်ပြီးတော့ဟိုတုန်းကအမျိုးသမီးကအလွန်ဆင်းရဲတယ်အဲ့တော့မောင်းတို့ကြပွေးတို့အုပ်အခွက်အသုံးဆောင်ပစ္စည်းတွေဝယ်ပေးထားတာပေါ့ဗျာဝယ်ပေးပြီးတော့သူကမရပြုတ်နေတာပေါ့အများကြီးသူနဲ့နေတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒါဟာလည်းပဲသူ့မှာအထင်ရှားမရှိတော့လည်းပဲမြတ်စွာဘုရားရှင်တို့ရဲ့တတ်မှတ်ချက်ကအဲ့ဒါသူ့မှာကာမပိုင်ရှိတယ်အဲအဲ့လိုမျိုးတတ်မှတ်ထားတယ် ဒီခေတ်ကာလနဲ့ဆိုရင်တော့ဒီလိုအုပ်ခွဲပကံတော့မဟုတ်ဘူးဗျာမျိုးသားဒီမှာရှိချင်မှရှိမယ်နိုင်ငံခြားရှိရင်ရှိမယ်တိုက်ခန်းဝယ်ပေးထားတယ်ကားဝယ်ပေးထားတယ်ဘာစပွန်ဆာခေါ်မလားအဲ့ဒါဒီအကုန်ပါတယ်အဲ့ဒီမျိုးသမီးလည်းမလွတ်လပ်ဘူးသွားမလုံနဲ့ဒါဒီလောက်တိကိုရှင်းရှင်းလင်းလင်းပြောပြတာနောက်ဆုံးကုံကုံပြောမယ်ဗျာကာမေစုမိစ္ဆာဇာတာတော့ဟိုနည်းနည်းသီးခံပြီးနားထောင်ပေးပေါ့နော်ရှင်းပြညာမှာတော့တချို့ကဒီလိုရှင်းရှင်းလင်းလင်းလောက်ရတာပဲလေဖုံးတက်လိုက်ရင်လည်းအမြင်မတော်တာတွေအများကြီးပဲဒါကတရားနဲ့ပတ်သက်တဲ့စကားပါနော်ဓမ္မယဝကထာပေါ့ခဏတာငွေ ပေးပြီးတော့ပြောတဲ့ငွေပြောမရပေါ့ပြောရင်ပြည့်တစားပေါ့အဲ့ဒါလေအဲ့ဒီအိမ်ဆောင်ရှင်အုပ်စုထဲမှာထည့်ထားတယ်မသွားတဲ့မသွားထိုက်ဘူးတချို့ကမဟုတ်ဘူးသူသူကမှသူပိုင်နေငွေလဲယူထားတယ်အချိန်ပိုင်းလည်းဖြစ်တယ်အဲ့ဒီအချိန်ပိုင်းမှာကိုပိုင်နေတဲ့အတွက်မဖြစ်ဘူးလို့ဒီလိုထင်တဲ့ဟာကြီးမဟုတ်ဘူးဒါယောက်ျားတို့ကြီးသိစေချင်လို့ပြောတာဒါအသီးလိမ်မှညာပညာခန္ဓာမှာတသက်ရှင်ရှင်ဖြစ်စေချင်လို့နောက်တချို့ကြတော့အဲ့လိုမဟုတ်ဘူးဘလို့တွေးလဲဆိုသူ့ငွေပေးထားတယ်ပေါ့ထားပါတော့2နာရီ3နာရီထားပါတော့ပျော်မယ်ပေါ့ထားမယ် အဲ့ဒီငွေပေးကြတဲ့အထဲမှာသူ့မှာကာမပိုင်ရှိနေတယ်ပေါ့ပေးကြတဲ့လူကကြံတဲ့လူကဝင်မလုံနဲ့ဝင်မဆွတ်နဲ့အဲ့ဒါဆိုရင်ကာမရေးသူလို့ပြောအဲ့ဒါလည်းမဟုတ်ဘူးအဲ့ဒါအမှန်တကုလက်ကတဝက်လူတာဟာအဲ့လောက်ရှင်းလည်းမဟုတ်ဘူးမြတ်စွာဘုရားရှင်တို့ပြောတာရှင်းတယ်မသွားတဲ့မသွားထိုက်တဲ့အထဲမှာအဲ့ဒီငွေပြောင်းမရလဲပါတယ်ဟိုဟာပေါ့တခုကျွန်တော်ရှင်းအောင်ပြောမယ်မျိုးသားရှိတယ်မျိုးသမီးရှိတယ်သူကပြောင်းမဲ့လူသူကအပြောင်းမဲ့ပေါ့ထားပါတော့အဲ့ဒီပြောင်းမဲ့မျိုးသားကိုမေး မင်းမအိမ်ဆောင်ရှိလားဇနီးရှိလားလို့မေးသူဒီအိမ်ဆောင်ရှင်အမျိုးသားဆိုရင်ကာမေသူမိစ္ဆာဇာတာဖြစ်ပြီဘာဖြစ်လို့ဖြစ်လဲဆိုတော့အမျိုးသားကနေစဖြစ်နေရနော်သူ့မှာကာမပိုင်အမျိုးသမီးရှိတယ်သူ့ကာမကိုသူ့အမျိုးသမီးပဲပိုင်တယ်အဲသူဘွားပေးလို့မရဘူးပြီးတော့ပတ်ဆံပေးလို့ဘာပဲပြည့်အလကားပဲရရပေးလို့မရအောင်ဒါသူကဓမ္မတိဒါပြန်ဒီဘက်အမျိုးသမီးပြည့်တယ်စားကာမပိုင်ရှိလားလို့မေးရှိတယ်တချို့ရှိရတဲ့နဲ့လောက်လာလဲရှိတယ်အဲဒါဆိုလဲဒါကတော့ရှင်းနေပြီ နော်ဟိုလှုပ်လို့မရဘူးနော်ဒီပျော်ပါလို့မရဘူးဒါလည်းကာမေးသမီးဆရာဆရာဖြစ်မယ်သူမျိုးသားပိုင်တယ်ဒီဟာဘူးမဟုတ်ဘူးကျွန်တော်မေးတယ်သူကအပြိုလို့ပြောတယ်ဒါတော့စည်ရင်မဝင်ဘူးပေါ့ဗျာဘယ်သူမှဟိုဟာအိမ်တော်ရှိတယ်ဗျာပြောချင်မှလည်းပြောမယ်ဗျာကိုကတေးကြအောင်လားသကောင်စင်းပေးတော့ဘာလို့လဲဒီလှုပ်လို့ရတဲ့ကိစ္စမဟုတ်သူကညာပြောချင်လည်းပြောမယ်သူစီးပွားရေးကြပြောမယ်ကောင်းပြီတကယ်လို့လည်းသူအပြိုဖြစ်ခဲ့ရင်အပြိုဆစ်ဆစ်လုံနေတယ်ပဲထားပါတော့ဖြစ်ခဲ့ရင်လည်းသူများပြောတယ်အပြိုရှိခုမှထည့်လိုက်ရုံပဲသူမှအမေမရှိဘူးလား အဖေမရှိဘူးလားအမိဆောက်တဲ့နာအဖဆောက်တဲ့နာနှစ်ပါးဆောင်ဆောက်တဲ့နာမောင်ကြီးမောင်ငယ်အမကြီးအမငယ်ရှင်မျိုးညာတိအကုန်လုံးမှသူ့မှာဝင်တယ်အဲ့အတွက်မသွားအောင်မပြုတ်လို့ထိုက်တယ်နာဒါနူးညံ့တိမ်မွေးလာတဲ့အရှင်ဖြစ်သွားတယ်ရှင်မျိုးညီကိုမောင်တို့ကဇနီးကဘာမှမရှိဘူးပြဘယ်ကဘာရောက်လာတဲ့အစ်စ်ပဲထားပါတော့အကောင်လုံး short တက်လိုက်ကောင်းပြီအဲ့ဒါလို့ပြောမယ်ဆိုရင်လည်းကိုယ့်အကူပြန်ပေးဒီလုပ်ငန်းတစ်ခုဟာဗုဒ္ဓဘာသာမြန်မာရှင်ချင်းမှုလုပ်ငန်းမှာဘယ်တော့ဂုံမြင့်တဲ့လုပ်ငန်းမလို့လဲဒီကိစ္စမျိုးပါ ကမ္မအလိုလိုက်တာတဏှာအလိုလိုက်တဲ့ကိစ္စတွေဘာမှဂုံလည်းမတက်ဘူးကျမ်းမာရေးလည်းမကောင်းစီးပွားရေးလည်းမကောင်းအချိန်အဖြစ်လို့အဲ့တော့ဆိုလိုတာကမြတ်စွာဘုရားရှင်ကခွင့်ပြုထားတယ်သင်္ကလဝါဒတုံးမှာတလင်းတမရစနေနဲ့မယူပါဘူးမဟုတ်ဘူးယူနေမိမိရဲ့ကမ္မပိုင်းယောက်ျားကမ္မပိုင်းအမျိုးသမီးပေါ့နော်အဲ့ဒါနဲ့နေလို့ရတယ်အဲ့ကျကြော်လွန်ပြီးတော့တဏှာအလိုလိုက်တဲ့ဟာမျိုးတွေမြတ်စွာဘုရားရှင်တော်ဒါတွေကိုခွင့်မပြုဒါကလူတိုင်းမသိဘူးဒါကြောင့်ကျွန်တော်အစပြောခဲ့တယ်လို့ပေါ့နော်ဒီပဏ္ဏနူးညံ့နဲ့သဘင်ချစရာတွေအများကြီးဖြစ်တယ် ကိုယ်အနေနဲ့ပြတ်သန်းခဲ့တဲ့မှာလေးပဲဘယ်လောက်ထိဓာတ်တွေကိုဟိုထင်းထင်းဆောက်ရှောက်ခဲ့လဲဆိုတာအမှန်တော့သိမှဆောက်ရှောက်အောင်ပါပေါ့နော်ပြောချင်တာကတော့အမျိုးသမီးဒုပါအခရာပဲနော်အဲ့အာကမနီယာ20မှာပြည်တာကာမေသူမိစ္ဆာဇာတ်မှာအဓိကဆက်ဆောင်ကအမျိုးသမီးပဲဒါပေမဲ့အမျိုးသမီးကိုရှုမြင်ပုံတွေကွဲသွားကြတဲ့အတွက်လောကမှာဟိုကစင့်ကလေးရတွေဖြစ်တယ်ဒါလေးတစ်ခုကမကြံအောင်ကျွန်တော်ပြောမယ်ပေါ့နော်အဲ့ဒါဘာလဲလို့ဆိုတော့ တချို့ကအမျိုးသမီးဆိုရင်ကဘာမှာနော်အဝတ်လျှော်မယ်အဲချမင်းချက်မယ်တားမွေးမယ်ဒီလောက်နဲ့နှိမ်ထားတဲ့ဘာသာရေးတွေအများကြီးရှိတယ်နှိမ်ထားတဲ့ကျင့်ဝတ်တွေအများကြီးရှိတယ်အဲ့ဒါလည်းအစွန်းတစ်ဖက်တချို့ကြတော့နှိမ်နာမဟုတ်ဘူးမြောက်တာမြောက်တာလည်းအမြောက်တွန်တော့လည်းပဲအစွန်းတစ်ဖက်နော်အမျိုးသမီးစီဖရားလောင်းတော်မှာမွေးဖွားပေးတဲ့ဟာဖြစ်တယ်အမေကဏ္ဍမှာပါတယ်ဒါကြောင့်အမျိုးသမီးကိုယ်စီကိုယ်ခွေရတဲ့ဟာဆိုဒါကလည်းအစွန်းတစ်ဖက်နော်ဒါလွန်ကျွန်သွားတာပဲအစွန်းနှစ်ပါပေါ့တချို့ဟိုမရောက်ဒီမရောက် ကိုယ်ရခရတွေလက်ရှိတယ်နော်အမျိုးသမီးစီအမျိုးသားရဲ့နံ့ညို့တစ်ချောင်းမှဖြစ်တယ်လို့ပါလို့နော်တော်ပြောတောင်ပြောတယ်ထားလိုက်တော့ဗုဒ္ဓဘာသာရပဲပြောမယ်အမျိုးသမီးဘာကြောင့်ဖြစ်လာလဲကုသိုလ်ကံကြောင့်ဖြစ်တယ်အမျိုးသားယောက်ျားဘာကြောင့်ဖြစ်လဲကုသိုလ်ကံကြောင့်ဖြစ်တယ်ဘာဖြစ်လို့မတူသလဲကုသိုလ်ချင်းတူတော့လည်းပဲအမျိုးသားတွေရဲ့ကံကကျွလို့စင်မှာတော့ထက်ထက်မြက်မြက်ဖြစ်ခဲ့တယ်သူကနည်းနည်းလေးနှုံသွားတယ် ညံ့သွားတယ်။ဒါကြောင့်ခန္ဓာကိုယ်တိဆောက်ပုံစိတ်ဓာတ်အမျိုးအစားအကုန်လုံးအပြည့်စုံမူရာကစားယောက်ျားတွေတဲ့သူကပါလဲဆိုဒပန်းဖြစ်တာပေါ့နော်။မိကိုတဲ့အဖက်မှာသူကရှိလာတယ်။နှိမ်နာပြောတာမဟုတ်ဘူးနော်။သူ့ရဲ့အခွင့်အရေးနဲ့ပတ်သက်ရင်ဒါကြောင့်အမျိုးသမီးတွေရဲ့ကံကကုသိုလ်ကံကနည်းနည်းလေးနှိမ့်သွားတာဖြစ်တဲ့အတွက်အမျိုးသမီးကိုယ်ကာယဖြစ်သွားတာပေါ့ဒီဘက်ကအမျိုးသားပေါ့အထက်တန်းကြကြတက်ကြီးဆိုရင်အမျိုးသမီးတွေကအဲ့ဒီကံရဲ့အနှိမ့်အမြင့်ကြောင့်သူတို့မှအခွင့်အရေးမရတာလေးရှိတယ်ဗုဒ္ဓဘာသာမျိုးသမီးဖရာမိန်းမဖရာမရှိဘူး မိမစကြမင်းမရှိဘူးမိမစကြဝရေးမင်းမရှိဘူးအယုတ်ဆုံးပြောရင်မိမမာနမရှိဘူးဒါအမျိုးသားတွေပေါ့ဒါထက်မြက်တဲ့အပိုင်းကိုပြောတာပါကျန်တာနဲ့ပတ်သက်ရင်တော့အမျိုးသားနဲ့တန်းတူပဲအမျိုးသားအရက်တဖို့ရတယ်အမျိုးသမီးလည်းကြအမျိုးသားရှင်သာတိပုဒ်စရာလိုပညာရမှာအေးတယ်ဒီဘက်အမျိုးသမီးမှလည်းအေးတယ်ရတဲ့အမျိုးသမီးအကုန်လုံးကြည့်တယ်ဒါနှင်းစရာခုမှအကြောင်းမရှိဘူးဒီလိုလေးခွဲခြားသိရမှာပေါ့နော်ဒါကြောင့်ကာမေသူမိစ္ဆာစာရာကိုလုံးမယ်ဆိုရင်မင်းတို့ရှောင်းတင်မယ်ဆိုရင်ခုနအခြေခံကြကြလေးတွေကြည့်ပြီးတော့ဟို အဂမနီယဝတ္ထုကအရင်ပေါ့နော်ပြီးတဲ့အခါမှာဒါပထမချက်ကိုပြောလိုက်တာနော်နောက်ပြီးတော့မိဝဲလိုတဲ့စိတ်ရှိရမှာပေါ့နော်လုံလပြောက ရှိရမှာပေါ့နော် အထုံမှုရှိရမှာပြီးရင်မက်ဂတိမက်ကပฏิပတ်တိအဓိဝဒနံမက်အင်္ဂါချင်းချင်းထိတွေ့တာရမှုရှိရမှာနော်ဒါရိုင်းတာမဟုတ်ဘူးဝဆမက်မုခမက်ပတ္တဝမက်လို့ရှိတယ်မက်သုံးခုရှိတယ်ပြောရင်တော့ဗဇက်ပေါ့ကြီးကြီးပေါ့ကြီးငယ်ပေါ့ဗျာနော်ဒါကတော့စာပေရကိုပြောရတာဒါမှပေါ်တယ်အဲ့ဒီဟာချင်းချင်း ဟိုဟာထိတွေ့တာယာမှုရှိတော့မှအဲ့ဒီ၄ချက်ဖြစ်တော့မှကမ္မပဒါမြောက်အဲ့ဒီချက်တချို့ချက်ရုပ်လျော့ရင်ကမ္မမတ္တတာလည်းဖြစ်တယ်ပေါ့နော်ဒါလေးကိုနှဲ့နှဲ့ချင်းချင်းသူကမေးပုံစံမျိုးနဲ့ညံရှင်ပြီးတော့ကျင်းသုံးနေထိုင်ရှောင်ပြန်ကြပါလို့ဒါလေးပြောကြလိုပါတယ်နော်မြို့သူမီးတယောက်ကသူပြည့်နေစားဖြစ်နေသူရက်တည်တယ်ဒါပေမဲ့မိဘတွေသဘောမတူသူတည်လို့ပြည့်နေစားလုံနေတာမိဘသဘောမတူအဲ့ဒါဆိုရင်မိဘသဘောမတူတယ်ပြည့်နေစားမှာတူဦးကို တွားပြီးတော့ပျော်ပါတဲ့ယောက်ျားကကမင်းသမီးဆန်ဆန်ကထိုက်တလားလို့မေးရင်မထိုက်ဘူး။ဘာဖြစ်လဲဆိုတော့အဲ့ဒီပြည်တန်စာကငါလောလောဆယ်ဘယ်သူပိုင်လဲဆိုရင်သူရဲ့ပြည်တန်စာခေါင်ကပိုင်တယ်။အမေဖေးကသဘောမတူပေမဲ့သူတို့ရဲ့လက်ရှိအနေအထားကိုခေါင်သူ့ရဲ့ဒီလုပ်ငန်းခေါင်ကပိုင်ထားတယ်။အဲ့တော့ခေါင်ကသဘောတူထားတာဖြစ်တဲ့အတွက်ကြောင့်ခေါင်ကပတ်စံဘယ်လောက်ပေးရင်ဘယ်လောက်ရတယ်ပျော်ပါလို့ရတယ်ဆိုခွင့်ပြုထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမိဘတွေသဘောမတူပေမဲ့အပြည်တန်စာမျိုးသမီးကိုပြင်မာတဲ့ပုဂ္ဂိုလ်ကမင်းသမီးကမထိုက်ဘူး။အဲ့ဒီသဘောတိုင်းပဲအုတ်ထင်းသူမိဘတွေကမအုတ်ထင်းဘူးဆိုရင်ပေါ့နော်။ မိဘတွေကမအုပ်ထိန်မနဲ့ညီကောင်မတော်ကအုပ်ထိန်တယ်ဆိုရင်တော့ညီကောင်မတော်ကသဘောမတူရင်မရအောင်ဟိုကမိဘအုပ်ထိန်တယ်အုပ်ထိန်တဲ့မိဘကသဘောတူတယ်သူကသူညီကောင်မတော်တွေကမကျင်တဲ့လို့သဘောမတူတာဒါကတော့ကမင်းသမီးဆိုင်ကမဆိုင်တော့ဘူးနော်ကဲမို့ဖေကဆွေမျိုးနေနဲ့အဖွားတို့အအတော်တို့ကအဆောက်ရှောက်တယ်ပေါ့နော်ဒါပေမဲ့အဖေနဲ့မိရခွင့်ပြုတာဆိုရောအင်းခုနလိုပဲလေဟိုသူကမိဘအုပ်ထိန်သူအောက်မှာရှိတယ်သူမိဘအခရာပဲကျင်တဲ့သူအခရာမဟုတ်တော့ဘူးနော်ဟုတ်တယ် အရှင်မြတ်တို့ချို့မိသားစုတွေမှာအလိုအဖေမေကအထီးကမကြဘဲနဲ့အလိုဦးလေးတွေအဦးကြီးတို့အနေအဖွားတို့အဖိုးတို့ပါဗောနော်သူဟိုဒီမိသားစုကအုတ်ထင်းသူပုံစံမျိုးလည်းရှိတယ်ဗောဗျာဟိုဩဇာအနာရှိဆုံးပုဂ္ဂိုလ်ဗောနော်အဲအဲ့လိုမျိုးဆိုရင်ရောဗျာအဲ့လိုဆိုရင်တော့မဆိုင်ဘူးမဆိုင်ဆိုတာကအုတ်ထင်းတဲ့ဆွေမျိုးနဲ့ပဲဆိုင်သွားမယ်သူအုတ်ထင်းသူကအဓိကကြာသွားတယ်နော်အဲ့တော့ခုနကမိခွန်းနာဒီမှာဥစဉ်ရေးထားတာကြောင့်လေ မိဘတွေရှိတော့ရှိတယ်မဆောင်ချောင်နိုင်ရဖြစ်စေဆိုစကားတစ်လုံးပါထားတယ်လေနော်အမေဖေတွေရှိတယ်ညီကောင်မောင်နှမတွေရှိတယ်သူတို့ကမဆောင်ချောင်နိုင်ဘူးဆွေမျိုးတွေကဆောင်ချောင်ပေးထားတယ်ဆိုရင်ဆောင်ချောင်သူကဆွေမျိုးပဲအမေဖေနဲ့မဆိုင်တော့ဘူးနော်အဲ့တော့ဆောင်ချောင်သူနဲ့အဓိကကြပါတယ်ဟုတ်ပါတယ်ဟုတ်ပါဒါဆိုရင်ရှင်ပြဖះရှင်ရဲ့တသနာကဟိုတဝါရကြီးပဲအရန်ဇောင်းပေးနေသလားလို့ပေါ့နော်အမျိုးသမီးကပဲဒီလိုမျိုးဖြစ်မယ်ပေါ့နော်မအမျိုးသမီးကသူကအရန်လွတ်လွတ်ချင်ချင်ပေါ့သူကလိုင်းလိုက်ရော်ရော်နဲ့သူကပေးတဲ့ခါကျရင်အမျိုးသားက အလိုမချောင်လွှဲနိုင်တဲ့အခိုက်အတန့်တွေရှိတဲ့ခါကျရင်ဒါနဲ့ရောက်သားဖြစ်သွားပြီဆိုရင်ဒါအမျိုးသမီးရလဲသူကပေးနေတာပေါ့နော်ရော့ရော့ရော့ဆိုပေးနေခါမှာအမျိုးသမီးကမဖြစ်ဘဲနဲ့အမျိုးသားကပဲဖြစ်နေရဲဆိုတော့ဒါကြီးရလေအလိုနည်းနည်းတက်တော့နေသလားလို့ပေါ့သူကကာမဖော်တော့ပါရောအတွေ့အထိဆိုတဲ့နေရာမှာ तू ကอืมဒီခုနပြောသလိုပေါ့အမျိုးသမီးကိုမြတ်စွာဘုရားကဒီအဓိကကာမနဲ့ပတ်သက်တဲ့ခါမှာအမျိုးသမီးဖော်တော့ပါရုံကအရန်ဆွဆောင်မှုအားရှိတာကို तू အဓိကအဲ့ဒါကိုထားဟောတဲ့သဘောပေါ့နော်ဒီကာမဆိုတော့ယောက်ျားရဲ့ ီကာမနဲ့အမျိုးသမီးကာမမတူဘူးလေနော်အဲ့တော့ယောက်ျားရဲ့ကာမကထက်အမျိုးသမီးရဲ့ကာမကိုအာယုံကဒီအဓိကကျနေတဲ့သဘောကိုဒီမှာကာမိသမီးဆရာမှာတွတ်တွေ့ရတယ်အဲ့သဘောကြောင့်ဘုရားဒီလိုမျိုးဟောတာပါနော်အမျိုးသမီးလည်းခုနကထိုက်တာပဲလေခုနကအမျိုးသားတွေ သူကာမပိုင်ရှိတယ်ဆိုရင်မြန်မာလုံးမှာမရတာပဲเนาะအဲ့တော့ကျွန်တော်ဟိုကာမပိုင်တာကခုနကလိုပိုင်ဆိုင်မှုရှိသူမရှိသူရဲ့နောက်အမျိုးသမီးဒီတုံးဆောင်စရာပစ္စည်းတစ်ခုအနေနဲ့မြတ်စွာဘုရားကခေါ်တဲ့သဘောပေါ့เนาะအဲ့လိုပဲခွဲခြားမြင်လိုက်လို့ရှိရင်တော့ဒီဥစ္စာရှင်းပါတယ်ကိုကမဟုတ်ရင်ကိုကယောက်ျားတုအနေနဲ့ကိုကခံရတာမခံစားနိုင်ဖြစ်နေတာပေါ့เนาะမာရှင်မြတ်အာဆိုဒီစောက်ထဲမှာလည်းရှင်းထားမှာเนาะဗျာနံပါတ်1ကနေရှင်းထိကကြတော့ဒီကာမပါဟို ဒီကာမောမိဘတွေဒီညာတိတရားနေပိုင်နေဆိုပေမဲ့လည်းဟိုတကယ်တော့မပိုင်ဘူးเนาะဒီကာမပိုင်ကပဲဒီမိန်းကလေးကပေးလို့ရရလို့ဆိုထားတော့လေဗျာစောစောဟိုမေးသွားတယ်မေးခွန်းလို့ပါเนาะ one night stand ကိစ္စအိမ်မှာကျတော့မိန်းကလေးဘက်ကလည်းလိုလလနဲ့ပေးတယ်ဗောနော်ဗျာအဲ့တော့အဲ့ဒီခါမျိုးကောဒီတည်းကတက်ကနေရှိသေးနေမကြိုက်ညူလားဗျာအမေသမီးဘက်ကကြိုက်တယ်လေယောက်ျားဘက်ကမကြိုက်တာပြောတာယောက်ျားဘက်ကပဲတဲ့မတဲ့အမေသမီးဘက်ကကြိုက်တယ်လေနော် အမျိုးသမီးကကြိုက်တယ်ယောက်ျားဘက်ကမရလားအမျိုးသမီးဘက်ကလွတ်တယ်မိဘမရှာခွင့်ပြုပါဖေ။အာဆိုလို့ရှင်ဖေ။ဟိုလိန်အင်ကပြောင်းထားတဲ့ယောက်ျားပေါ့နော်။သူကမိမလိန်အင်ကပြောင်းလိုက်လို့ရှင်ရောဟိုအဲ့မိမယောက်ျားအဲ့လိန်ပြောင်းထားတဲ့သူကလူကိုကျူးလို့မရဆိုလို့ရှိရင်လေဒီယောက်ျားကြီးပဲကာမေတုမိတ်ဆန်ဆန်ကပြောက်တာလားဖေဟုတ်တယ် ူကပြောင်းထားပြင်မယ်ယောက်မိမဟာမိမယောက်ျားယောက်ျားပဲလေမဆိုင်ဘူးသူကမဖြစ်ဘူးယောက်ျားကမိမဖြစ်မသွားမိမယောက်ျားဖြစ်မသွားဘူးနော်ဥစဉ်ဟိုတနေ့ကပါဏာတိပါဏာကံမာတော့ပြောခဲ့တယ်လေဟာနာအမေကအမျိုးသမီးတွေယောက်ျားဖြစ်ကိုပြောင်းလိုက်ပြီမဲ့သူ့ကိုတက်လို့ရှိရင်မာတုကာတာကံလို့ပဲခေါ်ရတယ်ပြီတုကာတာမခေါ်ဘူးအမေကအမေအဖေအဖေပဲဆိုတော့ယောက်ျားယောက်ျားမိမမိမပဲတကယ်မဖြစ်သွားဘူးဒါကအတုပဲလေဟာရဟုတ်အဲ့ဒါဆိုဘုရားโอ้เนี่ยเอาลงอ๋อไอ้เล็งเล็งดูผิดตัวอ่ะบ่เนาะ အဲ့ဆိုမိစ္ဆာဓမ္မတဲ့ထဲပေါ့ဘုရားတွေပဲထိုက်တာပေါ့နော်ဖေမိစ္ဆာဓမ္မတဲ့မှာထဲပေါ့လိမ်တူတဲ့ဆိုရင်မိစ္ဆာဓမ္မထဲပေါ့လိမ်မတူးဆိုရင်တော့အေးပေါ့မျိုးသားထိုက်မှာပေါ့နော်အေးပေါ့